Hello guys အားလုံးပဲမင်္ဂလာပါအာဒီနေ့မှာတော့ collateral reading လေးတခုလုပ်ပြီးခြင်းနဲ့ပေါ့နော်အမ်သူနဲ့ဘာဆက်ဖြစ်မလဲဆိုတော့ခေါင်းစဉ်နဲ့ collateral reading လေးတခုလုပ်ပြီးမယ်အမ် collateral reading ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် energy ကို guide လောက်ပဲယူပေးပါအကုန်လုံးကိုမယူပေးပါနဲ့ပေါ့နော်အဲ့တော့သူနဲ့ဘာဆက်ဖြစ်မလဲဆိုတာလေးကိုကြည့်လိုက်ကြမယ်ပြီးတော့မှအမ်နောက်ပြီးတော့မြင်လာလေးတွေပေါ့နော် ဒီကတ်ထဲမှာဘာတွေပြရလဲကတ်ထဲကပြတဲ့အကြောင်းအရာလေးတွေကိုလည်းဆက်ပြီးတော့မှပြပြပေးမယ်ခုချိန်ရဲ့ quality လေးတွေသူနဲ့ဘာဆက်ဖြစ်မလဲအခုချိန်ရဲ့ quality လေးတွေနဲ့သူနဲ့ဘာဆက်ဖြစ်မလဲอืมခင်းတော့ပန်နီကဲโอเค တင်တော့တစ်ဖက်လူကလေငွေကြေးပြည့်စုံနေတဲ့လူတယောက်လည်းဖြစ်နိုင်တယ်เนาะငွေကြေးပြည့်စုံနေတဲ့လူတယောက်လည်းဖြစ်တယ်။ငါဒါမှမဟုတ်လို့ရှင်အခုလောလောဆယ်မှာသူ့အတွက်ငွေကြေးအဆင်ပြေနေတဲ့လူတယောက်เนาะအမ်သူဘာကြီးဖြစ်နေလဲဆိုလို့ရှင်သူငွေကြေးအဆင်ပြေနေရပေါ့เนาะ Yes turn off panic เนาะသူ့မိသားစုနဲ့သူငွေကြေးလည်းအဆင်ပြေသူ့မိသားစုနဲ့သူအေးစစအေးစစနေထိုင်နေပေါ့เนาะအာတစ်ဖက်မှာလည်း901ဆိုချင်ကြလေ ခလန်တလေးဒီဘက်ကလားဒါမှမဟုတ်လို့ရှင်သူ့ဘက်ကလားပေါ့နော်အဲနည်းနည်းလေးစိတ်မလုံးမချုံဖြစ်နေရယ်အဲပြီးတော့လို့ရှင်ဒီ relationship နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အဲဒီ relationship နဲ့ပတ်သက်ပြီးတော့အာလို့ပြောရမလားဒီ relationship နဲ့ပတ်သက်ပြီးတော့မှာတဝင်တူရာမျိုးစိတ်မချတာမျိုးပေါ့နော်အဲ့ဒါတွေခလတ်လေးတွေကဒါမှမဟုတ်လို့ရှင်တစ်ဖက်လူကအဲ့လိုမျိုးခံစားနေရတယ်ပေါ့နော် sorry diet အကုန်လုံးထွက်ကြသွားတယ်ဆိုတော့အဲ့လိုမျိုးဖြစ်နေတယ်တဲ့နော် Wheel of Fortune အဲကလန်တလေးတွေနဲ့သူနဲ့အဲကျွန်မဒီမှာ Wheel of Fortune လေးသူ့ဘက်ကလေကန်နေကောင်းနေရလို့မျိုးခံစား Wheel of Fortune နဲ့ပတ်သက်ပြီးတော့လေသူ့ဘက်အနှစ်ယောက်လုံးထွက်စားလို့ရှိရင်သူဘကကန်နေကောင်းနေရလို့ပြောလို့ရတယ်เนาะဒလဗာကြတယ်ဒလဗာကြတဲ့တကြောင်မလို့ ဒီခုကြည့်နေ quality လေးနဲ့တစ်ဖက်သုံးနဲ့အဆင်ပြေနိုင်တယ်နော်အဆင်ပြေနိုင်တယ်ဆိုတော့ soul mate တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းတစ်ချိန်မှာအာစုံစည်းရနိုင်တယ်ပေါ့နော်ချိန်မှာလက်ထက်ရနိုင်တယ်လို့လည်းပြောလို့ရတယ် Oh my god final cup ah uh, for final cup ကဘာလို့လဲอืม judgment ရောရလားမသိပါဘူး ဝါတယ် judgment လဲ collateral လေးဒါမဟုတ်လို့ရှင် collateral လေးရဲ့တစ်ဖက်လူကလေအဲဒီ connection နဲ့ပတ်သက်ပြီးရောမှာပေါ့နော်ရှေ့မဆက်ချင်တာမျိုးလေးတွေရှိနိုင်တယ်အဲ collateral လေးတစ်ဖက်ဒါမဟုတ်လို့ရှိရင်အဲ collateral လေးတွေက ရှေ့မဆက်ချင်တာမဟုတ်လို့ရှင်တစ်ဖက်လူက collateral လေးတွေနဲ့ရှေ့တိတ်ပြီးရောမှာရှေ့မဆက်ချင်ဒီ relationship ကပြတ်ပြီးရောမှာပြန်ဆက်တဲ့လူတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ် နော်ပြက်ပြီးပြန်ဆက်ကြတယ်ပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်ဖက်ကတော့တိတ်ပြီးတော့အားမပါဘူးတစ်ဖက်ဖက်ကတော့တိတ်အားမပါဘူးနော်အဲဟီးလင်းတွေပါလုံနေရလဲတွေ့ရတယ်တင်းတစ်ဖက်ဖက်ကအားသိမ့်မပါဘူးအားမပါတဲ့ connection လေးဖြစ်နေတယ် Oh my god ခွင်းတော့ panic နဲ့ခင်းတော့ panic ခလုံးတလေးတွေကလည်းငွေကြေးပြည့်စုံတဲ့ထဲမှာပါပါတယ်နော်ငွေကြေးတော့မပူရအောင် သူကလည်းအဲ့လိုမျိုးပဲပြီးတော့ရှင်ညာတော့ခလတ်တလေးနဲ့ခလတ်တလေးနဲ့တစ်ဖက်လူနဲ့ကလိုက်ဖက်တဲ့အထဲမှာပါတယ်နော်အမ်ခလတ်တလေးတွေကတော့ပြောရမယ်ဆိုလို့ရှင်ပိုချစ်တဲ့သဘောမှရှိနော်ခလတ်တလေးတွေကပိုချစ်တဲ့သဘောမှရှိရဲ့အမ်ကိုယ့်ရဲ့အချစ်တရားသူ့စီမှာပဲရှိနေပါတော့နော်သူကတော့အမ်နည်းနည်းပါးပါးလွတ်လွတ်လပ်လပ်နေခြင်းသေးတယ်နော် ဒီ relationship ကို marriage လိုက်တဲ့အထိမသွားဘဲနဲ့လွတ်လွတ်လပ်လပ်နေချင်းသေးတာမျိုးလေးတွေတွေ့ရတယ်။ um လွတ်လွတ်လပ်နေချင်းသေးတာမျိုးလေးရဲ့နော်။ကြာအတော့ခလာတလေးနဲ့သူနဲ့လေ အမ်ပေါက်စီလိုက်မယ်ဆိုလို့ရှိရင်တော့တကယ်ကိုပြည့်ပြည့်စုံနဲ့ပါအဲလိုက်လက်ထက်ရတယ်ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးပေါင်းစည်းရတယ်ဆိုလို့ရှင်တကယ်ပြီးပြည့်စုံတဲ့ relationship ပြီးပြည့်စုံတဲ့ couple ပေါ့เนาะအဲ့လိုမျိုးဖြစ်နိုင်တယ်ဒါပေမဲ့သူ့ဘက်ကနည်းနည်းလေးအဲစိတ်မချစရာမျိုးလေးပေါ့เนาะစိတ်မပါတာမျိုးလေးဒါမျိုးလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ quality လေးတွေနေနေပင်ပန်းနေတယ်เนาะအဲအဲ့လိုပြီးပြည့်စုံတဲ့ relationship ကနေပြီးတော့မှာ အစပိုင်းမှာပေါ့နော်အစပိုင်းမှာတော်တော်လေးကိုဘယ်လိုပြောမလဲအစပိုင်းမှာအဆင်ပြေရတော့လေးရှင်းရှင်းဒါပေမဲ့အမ်ပြတ်တယ်ပေါ့နော်ပြတ်တယ်လို့ပဲပြောရမလားအဆင်မပြေဘူးလို့ပဲပြောရမလားဒီမှာသထဝါဆိုရှင်သထဝါ final cup ဆိုရှင်ညာလေအမ်တစ်ခါပြတ်သွားမှုတဲ့လူတွေလည်းဖြစ်နိုင်တယ်တစ်ခါပြတ်သွားလို့အမ် collateral လေးတွေနည်းနည်းပေါ့နော်စိတ်ပင်ပန်းနေရတာနောက်တစ်ခါထပ်ပြီးတော့မှခံရမှာမျိုးသူနေ့ကဘာလို့လို့ပုံစံမျိုးဖြစ်နေတယ် ဟိုဟိုမရောက်ဒီမရောက်ပေါ့နော်အာ relationship ဘယ်လိုပြောမလဲတေချာကြီးအတီးလည်းမဟုတ်ဘူးအဆက်အသွယ်ကတော့ရှိသေးတယ်အဆက်အသွယ်ရှိလိုက်ဟိုမရောက်ဒီမရောက်ဖြစ်နေဒါပေမဲ့ color တလေးတွေဘက်ကသူ့အပေါ်ပြီးတော့မှသဘောကျတဲ့ energy မျိုးဖြစ်နေတယ်နော်အမ်သူ့ဘက်ကတော့နည်းနည်းပေါ့နော်အာပြက်ချင်တာမျိုးတော့ အော်အချိန်လေးကြောင်းကြောင်းကြောင်းပြတ်သွားတာမျိုးလို့ပြတ်ချင်နေရမျိုးလို့တိတ်ပြီးတော့မှမပြတ်သေးရလို့ဆိုလို့ရှိရင်ပြတ်ချင်နေရမျိုးပေါ့နော်အမ်ဒါမှမဟုတ်လို့ရှိရင်တစ်ချိန်တစ်ခါပြတ်ပြီးသွားတာမျိုးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ live ဖတ်ရတဲ့အတန်းနဲ့အစဉ်ပြေရတဲ့အတန်းနဲ့ပေါ့နော် live ဖတ်မှုရှိရတဲ့အတန်းနဲ့ဟိုသူ့ဘက်ကတိတ်ပြီးတော့မှ စိတ်မပါတာမျိုးဖြစ်နိုင်တယ်နော်ဒီမှာတထဝ energy နဲ့ break up ကလည်းတစ်ခါဖြစ်သွားသေးတယ်။တချို့ break up မဖြစ်ရသေးတဲ့လူတွေဆိုလို့ရှိရင် break up တစ်ခါတော့ ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးတွေ့နေတယ်။ကိုဘက်ကတော့အဆင်ပြေအောင်လိုက်ပြီးတော့မှထိမ့်နေတယ်။သူ့ဘက်ကလည်းလည်းလေးလွတ်လပ်ချင်နေတယ်။စိတ်သိမ့်မပါချင်ဘူး။ဒါမျိုးဖြစ်နေရပေါ့နော်။အဲ့တော့သူနဲ့ဘာဆက်ဖြစ်မှာလဲ။အေးဆောင်ဝမ်အစားတော့ပြန်စား ပြန်ဆချင်းပြန်ဆရမှာပဲเนาะပြန်ဆရမှာပဲอืมဆရတော့ပြန်ဆရမှာပဲตัวလေငွေရှာတာနဲ့ငွေကြီးနဲ့ဝယ်အဓိကထားနေပြမှာကိုယ်ပေါ်ကူးမဆိုင်ချင်တာမျိုးလေးပေါ့เนาะဒါမျိုးလေးတွေ့ရတယ်เนาะ ။နေရာလုံးကတော့နည်းနည်းပြက်ပြက်တော့ပြက်တယ်ပြက်နေပြီးတော့မှအာပြက်နေပြီးတော့မှပေါ့နော်။အဆက်အသွယ်တော့ရှိသေးတယ်လုံးဝပြက်တာတော့မဟုတ်ဘူးအဆက်အသွယ်ရှိသေးတယ်ပြက်နေတဲ့လူတွေဆိုလို့ရှိရင်အစအနေပြန်စားလို့အစအနေပြန်ပြီးတော့မှစားရနိုင်တဲ့အခြေအနေမျိုးတွေပြန်ပြီးတော့ပြောမယ်ဆိုပြန်ဆက်တာမျိုးပြောချင်တာကွာနော်။ စာနေပြန်စာရနိုင်တာမျိုးလေးရှိတယ်တဲ့နော်သူအနေနဲ့တော့သူကအလောက်ကိုပဲစူးစမ်းပြီးလုပ်နေရင်သူရလာတဲ့ငွေလေးတွေတတ်မှုထားတယ်။အဲကို့ဘုံတိတ်အာယုံမရှိဘူးเนาะဒီအမ်ချီအေးမှာတိတ်ပြီးအာယုံမရှိတာမျိုးလည်းဖြစ်နိုင်တယ်။သူလွတ်လွတ်လပ်လပ်နေချင်တယ်เนาะဒီကနဒီ reading မှာ panic ကလေးတွေကြားရဆိုချင်တယ်တော့အခုကြည့်နေတဲ့ collateral လေးတွေလည်းငွေကြီးအဆင်မပြေဘူးဆိုရင်တော့အဆင်ပြေလာမှာပါလို့เนาะအားလေးပြောချင်တယ်။ ဝေးကြီးအဆင်ပြေပြီးသားလူတွေလည်းဖြစ်နိုင်တယ်เนาะအမ်ခလာတက်လေးတွေကသူနဲ့ပေါ့เนาะညီမညီသူမြတို့ချစ်ချင်းတရားကိုလိုချင်နေတယ်เนาะကိုချစ်ပေးတဲ့လောက်ကိုကပြန်ပြီးတော့မှချစ်ခံရတာမျိုးလိုချင်နေပေါ့เนาะတစ်ဖက်ကအဲ့လိုမျိုးမဟုတ်ဘူးနည်းတစ်ဖက်ဆောင်းနေဖြစ်နေတယ်เนาะကိုဘက်ကပဲတစ်ဖက်သက်လိုက်နေရတဲ့ပုံစံမျိုးဖြစ်နေတယ်တဲ့ ့ကိုဘကပဲတစ်ဖက်သက်လိုက်နေရတဲ့ပုံစံမျိုးဖြစ်နေအမှန်တကယ်တော့ဒီ relationship ကအဆင်ပြေရပါတော့ကြောင်းဝင်ညစိတ်ဆက်ညှိနှိုင်းပေးတဲ့လူတယောက်လောက်ရှိလို့ရှင်တော့ကိုကောင်းနေတယ်เนาะသူနဲ့ကိုနဲ့ကြာမှလူကြီးမိပါရယ်ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးလူတယောက်ရှိရှိလို့ရှင်တော့ကိုကောင်းနေအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တော့အာနည်းနည်းပေါ့เนาะပြန်ပြီးတော့မှစိတ်ရတာအဆင်မပြေဘူးဖြစ်နေမယ်တချို့တွေကြတော့လေအမ်တချို့တွေကြတော့လေဒီ relationship မဟုတ်ဘဲနဲ့အိမ်အောင်တဲ့ဒီပါတတ်တယ်။เนาะအိမ်အောင်တဲ့ဒီကိုစိတ်ဆိုးပြီးတော့အင်မောဆင်းတာလို့ပါဘူးပေါ့เนาะကိုကအင်မောဆင်းစင်မဆင်း၊သူကအင်မောဆင်းပေါ့เนาะအဲ့လိုပုံစံမျိုးတွေပါတွေ့ရတယ်เนาะတူတူနေတဲ့လူတွေပါလေဆိုလို့ရှိရင်လည်းအလိုပဲအင်မောဆင်းတဲ့ဟာမျိုးလေးတွေတွေ့ရ။နောက်နောက်တစ်ခုကကြတော့အမ်နည်းနည်းလေးရှင်းပါပေါ့เนาะရှင်းဖြစ်တာမျိုးလို့ရှင်းစကား ပြောတာမျိုးရန်ဖြစ်တာမျိုးတယောက်နဲ့တယောက်တိုက်ခိုက်တာမျိုးရန်စကားပြောတာမျိုးဒီမှာလည်းရန်ဖြစ်နေပြန်မယ်နော်ရန်ဖြစ်ကြတာမျိုးအားမျိုးလေးတွေ့ရတယ်တဲ့အဲ့တော့ရန်ဖြစ်ပြီးတော့မှအိမ်ပေါ်ဆင်းလာလို့ရန်ဖြစ်ပြီးတော့ပြတ်တာတယောက်ကလိုက်ခေါ်တယ်တယောက်ကလိုက်ခေါ်တယ်တယောက်ကလက်မကြည့်ဘူးဒါမျိုးကြီးဖြစ်နေနော်အာ relationships ကအာ balance ဖြစ်ဖို့လိုအပ်နေတယ်တယောက်နဲ့တယောက်အာဒီမှာ time balance မှာဆိုလို့ရှိရင်လေအဲ့တော့ ခလန်တလေးတွေလောက်အောင်ပါလေခလန်တလေးတွေလောက်အောင်တစ်ဖက်လူမှရွေးချယ်ကြများနေနော်တစ်ဖက်လူမှရွေးချယ်ကြများနေခလန်တလေးတွေလောက်အောင်ကခလန်တလေးတွေလောက်အောင်မှာ healing ဖြစ်အောင်လောက်အောင်မယ်နော်အဲတစ်ဖက်နဲ့ကိုယ်ကိုယ်စီမှာရှိကိုယ့်ရဲ့စိတ်ပေါ့ကိုယ်စိတ်ကိုအဲတစ်ဖက်ပေါ်မှာပေါ့နော်အရင်ကြီးတွေမှာမိကိုထားတာအာကိုထားတာမျိုးပေါ့နော်အဲအဲ့ဒါမျိုးလေးရှော့ပြီးတော့မှအာစိတ်ကပေါ့နော်အရင်ချစ်တယ်ဆိုရင်စိတ်ကိုလည်းခဏလေးလျှော့ထားပြီးတော့မှ ဘယ်လန့်ပြင်အောင်လုပ်ရမယ်ဒီကော်နာရှင်ကနည်းနည်းလေးတော့ရှုပ်ထွေးရနော်ဒီကော်နာရှင်ကနည်းနည်းလေးရှုပ်ထွေးတယ်အမ်တလက်ပါလဲပါတယ်နော်တလက်ပါလဲပါတယ်ပြီးတော့လို့ရှိရင်အထနောက်ခပ်လည်းတွေ့ရသူနဲ့ကရေစမ်းပါတယ်လို့ပဲပြောမှာပေါ့နော် အဲသူနဲ့က family တခုတည်တည်ထောင်နိုင်တယ်ဒါပေမဲ့ဘလို့လဲဆိုတော့အဲခုလိုပဲเนาะဟိုရန်ဖြစ်လိုက်ပြန်ချစ်လိုက်အဲ့လိုမျိုးပုံစံမျိုးဖြစ်နေเนาะရှေ့မှာရှေ့ပိုင်းမှာလည်းအလိုပဲနှစ်ယောက်သားပေါင်းလို့ရှိရင်ငွေကြီးကြီးကလည်းပို့ပြီးအဆင်ပြေနိုင်ပြန်လိုက်ဆက်လိုက်အစ်စ်ပြန်ဆားလိုက်ရန်ဖြစ်လိုက်အဲ့လိုမျိုးကြီးဖြစ်နေနော်သူကလည်းကိုနဲ့ပြတ်ပြီဆိုလို့ရှိရင်နောက်တစ်ယောက်ဒီပိုင်းထားရင်လည်းထားလိုက်တယ်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့တကယ်တမ်းတော့ဒီခဏရှင်က နော်တချို့တချို့သူတွေဆိုလို့ရှိရင် family ထိမိသားစုထိဖြစ်ပြီးသွားရင်ကလေးတွေပိုင်းလည်းရနေတဲ့လူတွေလည်းပါတယ်တချို့ကကလေးတွေပိုင်းတော့မရအောင်မိသားစုတစ်ဖွဲ့တည်းအိမ်ထဲမှာတူတူနေတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်နော်ဒီ connection ကအဲ့လိုမျိုးတွေပြောရမယ်ဆိုလို့ရှိရင်လည်း toxic ဆန်နေတဲ့ connection တစ်မျိုးဖြစ်နေတယ်နော် toxic ဆန်နေတဲ့ connection တစ်ခုဖြစ်နေတယ်အိုးတဆန်းလေးတဆန်းလေးနဲ့ ူဘက်ကခြေမိုးနေရနော်သူဘက်ကခြေမိုးနေရပဲอืมတချို့လူတွေပေါ့နော် အရန်စိတ်ဆင်းရဲနေရတဲ့လူတွေဆိုလို့ရှိရင်တော့လေအမ်ပြက်လိုက်ပါနော်အရန်စိတ်ဆင်းရဲနေရတဲ့လူမျိုးလူမျိုးတွေဒီ relationship နဲ့ပတ်သက်ပြီးတော့မှအာပြပြတတဆုံးဖြတ်တင်တယ်လို့မြင်နေပေါ့နော်တချို့ကကြတော့အေးပြောမလို့ပဲတချို့ကကျမကြီးတွေပါနေထီအောင်ထီကို စိတ်နဲ့ခံစားပြီးတော့မှစိတ်ဆင်းရဲနေရတာမျိုးရှိအဲ့လောက်ထိခံစားနေရတယ်ဆိုလို့ရှိရင်တော့ကျမ်းမာရေးဒီထိလာပြီဆိုလို့ရှိရင်တော့ပြတ်လိုက်ပါလို့ပြောထားတယ်နော်အဲ့လိုအဲ့လောက်ထိကျမ်းမာရေးဒီပိုင်းထိနေထိစိတ်ဆင်းရဲနေရပြီးတော့ balance ဖြစ်နေ balance မဖြစ်တဲ့ connection မျိုးတွေဆိုလို့ရှိရင်တော့ရေးဆက်ကုန်နေပြီတဲ့နော်လူတိုင်းတော့မဟုတ်ဘူးပေါ့နော်လူတိုင်းတော့မဟုတ်ဘူးအဲတအားကိုဟိုဒီဘယ်လိုပြောမလဲ ကိုဘကပဲလိုက်နေရတာစိတ်ပင်ပန်းလူပင်ပန်းပေါ့နော်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့လူတွေကရေစက်တော်တော်ရေစက်ကုန်နေပြီနော်အာအရင်စိတ်မပင်ပန်းဘူးဆိုတဲ့လူတွေကတော့ဆက်ပြီးတော့မှသွားလို့ရှိရင်တော့ family ထိတော့ရောက်နိုင်တယ်နော်လူကတော့အုပ်စုနှစ်စု꿰ရမယ်နော်အရင်မပင်ပန်းတဲ့လူတွေကတော့ဆက်သွားပေါ့နော်အရင်ပင်ပန်းပြီးတော့မှအခြေကုန်လက်ပန်းကျနေတဲ့လူတွေကတော့ဒီလောက်နဲ့နေမရက်လိုက်တင်ပြီလို့ပြောထားတယ်နော် ဒီလောင်းနဲ့ပဲချက်လိုက်တင်ပြီလို့ပြောထားတယ်။နောက်ရှေ့ဆက်ပြီးတော့ဘာဖြစ်မလဲ။อืมဝီချီရတော့စင်ပြေနေကြတာပဲ။တော်လေသူ့ရဲ့အချက်တွေကိုကိုယ်ပေါ်မှာအထက်စီးရနေပြီးတော့မှအနိုင်အနိုင်စားပြီးတော့မှပေါ့နော်အထက်စီးဆန်စွာပဲသူကပေးနေတာကိုကအောက်ကနေပြီးတော့မှဟိုအတောင်းတလို့တောင်းနေရတာပေါ့နော်မလွယ်တော့မလွယ်သူကနည်းနည်းကိုပေါ့ ကိုချင်မှန်းသိတော့ပေါ့နော်အထက်စီးဆန္ဒမျိုးဖြစ်တယ်အဲ့ဒီတော့ကြောင့်မို့ Thanos search energy နဲ့အရန်ကိုနာကျင်မိခံစားနေရတာနော်음ချင်းရခလာတလေပညာရေးတွေပါရှိရဆိုတော့ပညာရေးလောက်ကင်နေရတော့ကောင်းတယ်အချစ်ရေးပဲမကောင်းလားနော်ကျမတည်သွားရင်ဒီမှာတက်တက်ပဲပါတယ်တက်တက်ပဲရအောင်မှာ10 on set တက်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 ပဲပေါ့နော် တတဖယ်နဲ့ထန်းတော့ဆန်နေဆိုနေ group အနှစ်ခုရှိတယ်တလဘာကြတဲ့ group ရှိတယ်နော်တလဘာကြတဲ့ group ရှိတယ် and တလဘာကြတဲ့ group ကကျတော့ toxic မဆန်တဲ့ relationship နော်တလဘာကြသွားတဲ့ relationship and တတဖယ်ကြသွားတဲ့ relationship က toxic ဆန်တဲ့ relationship အဲ့တော့အဲ့နှစ်မျိုးဖြစ်နေတယ်เนาะအဲ့တော့ deliver ကြတဲ့လူတွေက အမ်ဒလဝါကြရလူတွေပြက်လိုက်ဆက်လိုက်ဖြစ်မယ်ဒါပေမဲ့ပြက်လိုက်ဆက်လိုက်ဖြစ်ဖြစ်မယ်အရင်ထော့ဆစ်မဖြစ်ဘူးနော်ဒါပေကြတဲ့လူတွေကကြထော့ဆစ်ဖြစ်တယ်အဲ့တော့ဒါပေကြတဲ့လူမျိုးတွေကဘလို့လူမျိုးတွေလဲဆိုချင်တာနေရာဒေသတွေရံကွေဝေးกว่าနေတာအသက်တွေရံဝေးกว่าနေတာတချို့ကပိုင်ရှင်ရှိပြီးသားလူတွေဖြစ်မှန်းကိုတည်တည်ရဲ့နဲ့ကြိုက်တာမျိုးနော်ကိုရိုင်းအသက်ပါတီဖြစ်နေတာမျိုးပေါ့နော်အဲ့လိုလူမျိုးတွေကဒါပေကြတယ်အဲ့လိုမျိုးလူမျိုးတွေကတော့ရှင်းမဆက်သင့်ဘူးနော် နောက်တော့ရှင်းမဆက်တဲ့လူက2မျိုးနောက်အစောပြောသလိုမျိုး double double energy နဲ့ karmic sun နဲ့ relationship ကရှင်းမဆက်တဲ့ဦးနောက်တစ်မျိုးကကိုကိုယ်တိုင်အယမ်းနာခြင်းနေပြီးကျမ်းမာရေးထင်တဲ့လူတွေကရှင်းမဆက်တဲ့ဦးကျန်တဲ့လူတွေကတော့ရှင်းဆက်လို့ရတယ်နော်ထပ်ကြည့်မယ်နိုင်တော့ဖန်နေကဲ။အိုးငွေရတော့ဒီထဲမှာငွေရတော့ရှင်သလားမမိနဲ့နော်။ အရန်ကိုကိုလန်တလီရဲ့တစ်ဖက်လူကအရန်ကိုလွတ်လပ်မှုကိုမျက်နိုးတဲ့လူနော်အရန်ကိုလွတ်လပ်မှုကိုမျက်နိုးတဲ့လူတယောက်တအားလွတ်လပ်နေတဲ့ relationship နဲ့ relationship နဲ့ဘယ်လိုပြောမလဲ relationship နဲ့ပတ်သက်ပြီးအချင်းကြတော့အချုပ်အနာရန်မခံခြင်းအရန်ကို freedom ဖြစ်တဲ့ relationship သူ့ကိုမချုပ်ချယ်တာမျိုးကိုကြိုက်တယ်သူ့ကိုလိုက်မပြောတာမျိုးမချုပ်ချယ်တာမျိုးဒါမျိုးတွေကိုကြိုက်တယ် နော်အရင်ချုပ်ချယ်တယ်ဘာဖြစ်တယ်ဆိုလို့ရှိရင်ထွက်သွားလိမ့်မယ်။သူပြောရမယ်ဆိုလို့ရှိရင်ဒီ connection နဲ့အဆင်ပြေဖို့ရပါတော့။အာတော်တော်လေးကိုခတ်ခတ်ခဲတဲ့သဘောရှိတယ်နော်။ဒီသူနဲ့တွေ့ရတဲ့လူကလေတစ်ဖက်လူကယူမတက်ပဲ။ဘာဟုတ်လဲဆိုတော့အခုကတ်တည်းရဆန့်ကျင်ဘက်ဆန့်ကျင်ဘက်ဒီပေါ့နော်။အာသူထွက်သွားဟိုခြေမိုးလိုက်ခြေမိုးနေတယ်။ အဲကို့ကိုပြန်လာပြီးချော်တယ်နော်ပြန်လာပြီးချော်တယ်ပြန်လာပြီးချော်ပြီးသွားလို့ရှိရင်အဲအဆင်ပြေမကြမ်းကရှိသေးတယ်သူကပြန်ထွက်သွားတယ်နော်နောက်တစ်ခါကျလို့ရှိရင်ပြန်လာတယ်လုံးဝကို on and off ကိုလုံးဝကိုလုံနေတာပြန်လိုက်ဆက်လိုက်ဝင်လာလိုက်ပြန်ထွက်သွားလိုက်ဝင်လာလိုက်ပြန်ထွက်သွားလိုက်ဒါမျိုးဖြစ်နေတယ်နော်음ပြန်ထွက်သွားလိုက်တယ်ပြန်ထွက်သွားပြီးအချိန်ကျနောက်ဆုံးမှာတော့401ဆိုချိန်ကျနေနောက်ဆုံးမှာတော့ အဲ့ဒီတောင်တိခနိုင်တဲ့လူတွေကတော့လက်ထက်ရဖို့ရှိတယ်။နော်။အဲအချိန်နဲ့ကိုကျမ်းမာရေးထီအောင်လည်းကိုစိတ်ထဲမှာမခံစားဘူး။အလိုက်တင်လေးနေတတ်တယ်ဆိုလို့ရှိရင်တော့တစ်ချိန်ချိန်မှာတော့လက်ထက်ရမယ်ဆိုတာမျိုးလေးကိုမြင်တယ်။နော်။အဲ့တော့တိခတ်နိုင်တဲ့လူတွေအတွက်ပေါ့နော်တိခတ်နိုင်တဲ့လူတွေတိခတ်နိုင်တယ်တော်တော်လေးကိုတိခတ်ရမှာနော်တော်ရုံတယုံတော့မဟုတ်ဘူးအဲ့လိုမျိုးတိခတ်နိုင်တဲ့လူတွေအတွက်ကတော့อืมနောက်ဆုံးမှာတော့သူ့ကို ဘယ်လိုပြောမလဲ။အော်ဘယ်လိုပြောမလဲကိုကဆွဲစုပေါ့နော်။အဲ့လိုဆွဲစုရတဲ့သဘောမျိုးဖြစ်သွားမယ်။ဆွဲစုရတဲ့သဘောမျိုးဖြစ်သွားပြီးတော့မှသူ့ရဲ့စိတ်ကအဲကိုစီကိုလက်ထပ်ပြီးတဲ့အချိန်ကျတော့မှပဲဖြစ်ဖြစ်ပေါ့နော်။ကောင်းလာတာမျိုးပေါ့နော်။ရောက်လာတာမျိုးအဲ့လိုမျိုးတွေ့အဲ့လိုမျိုးတွေ့တတ်တယ်။နော်နောက်ဆုံးမှအာဆွဲစုပေါ့နော်။ဆွဲစုရသွားပြီ။အဲ့ဒီဆွဲစု မတိုင်ခင်ချားထဲမှာတိခတ်မဲ့အရာတွေအများကြီးကြွားသွားပြောသလိုပဲစိတ်ပင်ပန်းမခံနိုင်တဲ့လူတွေကျမကြီးဒီဘာတွေထိနေတဲ့လူတွေမချစ်တင်တဲ့လူတွေကတော့အဒီရိုလေးရှင်းရှင်းကိုဆက်မသွားသေးဘူးကျန်တဲ့လူတွေကတော့ဆက်သွားသင့်တယ်နော်ဘာလို့လဲဆိုချင်ကြတော့ तू ကတကူကောင်းဆက်နေ तू ကသာအလုပ်ချင်ရလုံမကိုရဲ့ကိုကိုကြတော့ तू ကလေအဲ့လိုမျိုးဒီမှာရှိကိုကိုကြတော့ तू ကချုပ်ချယ်ထားတာမျိုးပေါ့နော်ချုပ်ချယ်ထားတာမျိုးတွေ့တယ် เนาะ तू 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 ပဲကိုဘွားအောင် तू ပဲကဲတင်ပြီးมาရရမယ်ပုံစံမျိုးလို့လို့ပါလို့လို့ပေါ့เนาะအဲ့လိုမျိုးဖြစ်တယ်เนาะတချို့တွေကကြတော့လေအဲ LDS ဖြစ်နေကြတယ်เนาะ LDS ဖြစ်နေတဲ့အချင်းချင်းကိုဒီမှာအာ LDS ဖြစ်နေအောင်မှဒီလိုမျိုးလုပ်နေရပေါ့เนาะတချို့တွေက LDS ဖြစ်နေတယ်ဒါမျိုးလေးတွေရှိပါတယ်ခင်တော့ cup เ ြတ်လိုက်တဲ့လူတွေကတော့ခဏတော့ခံစားရမှာပေါ့နော်ခဏတော့ခံစားရမှာပဲနောက်ကျလို့ရှိရင်တော့ပြတ်လိုက်တဲ့လူတွေလည်းအေးစစ်စစ်ဖြစ်သွားမှာပါအစာပိုင်းတော့ခံစားရမှာနော် three or six နော်ပြတ်လိုက်တဲ့လူတွေခံစားရမှာလေးလေးပြပြတာပြတ်လိုက်တဲ့ကက်ဒီ energy ကိုဆက်မကြည့်တော့ဒီ energy ကိုဆက်မကြည့်တော့နောက်ထပ်နောက်ထပ်ဟိုဟာလေးနဲ့နောက်တစ်ကပ်လေးနဲ့ထပ်ကြည့်မယ် ပြက်လိုက်တဲ့လူတွေကဘာဆက်ဖြစ်မလဲဆိုတာလေးဆက်ကြည့်မယ်။ပြီးခါနိုင်တဲ့လူတွေကရမယ်နော်သူနဲ့လက်ထပ်ရမယ်။ပြက်လိုက်တဲ့လူတွေကဘာဆက်ဖြစ်မလဲ။ပြက်လိုက်တဲ့လူတွေကဘာဆက်ဖြစ်မလဲ။ဖေချာဆော့ high pressure ပြက်လိုက်တဲ့လူတွေတော်တော်နဲ့တော့ရီးစားမရတော့သေးဟီးလင်းအောင်တော်တော်လေးပြန်လုပ်ရမယ်နော်သူ့ကိုလည်းစောင့်စိတ်ထဲကပြက်လိုက်ပြီးတော့ကိုယ်ကိုယ်စိတ်ထဲကပြန်ပြီးတော့မှစောင့်ဆိုင်နေရမျိုးလည်းရှိတယ်နော်စောင့်နေပါနဲ့တော့อืมပြက်လိုက်တဲ့လူတွေကလေကိုကိုဘွားနဲ့ကိုကိုဟာနဲ့ကိုပေါ့နော်တဖြည်းဖြည်းနဲ့ အပေါ်ကမှလက်ဆင့်လမ်းပေါ့နော်လက်ဆင့်အရှိအနဲ့ပတ်သက်လို့ရှိရင်လက်ဆင့်လမ်းတွေဖြစ်ပြီးတော့ပြတ်လိုက်တဲ့သူတွေရတယ်ကိုယ့်ရဲ့ဘဝမှာလက်ဆင့်လမ်းပေါ့နော်လက်ဆင့်လမ်းတွေဖြစ်ပြီးတော့ပို့ပြီးတော့မှရှင်းချက်လာမယ်သဘောရှိတယ်ပေါ့နော်ဒါပေမဲ့ပြတ်လိုက်တဲ့ချိန်မှာလည်းတော်တော်လေးကိုခံစားနေရတယ်သူ့ကိုလည်းချစ်တာ哦နော်မပြတ်လိုက်ရင်ခံစားရမှာပြတ်လိုက်လို့ရှိရင်ခံစားနေရတယ် နည်းနည်းပေါ့နော်ကိုယ်စိတ်ထဲမှာအစွဲလမ်းနေရှိရဆိုနည်းနည်းနည်းလျှော့။နိုင်မစွဲတာမှလည်းအခုနောက်ပါနေကဲအော်လုံလုံးတွေပူလုံးရပြီးတော့ငွေချေးတွေပူရနိုင်မယ်။အလုံးတွေတော့တိတ်ပူမလုံးရပါဘူး။ငွေချေးတိထက်ပူပြီးပြည့်စုံလာနိုင်မယ်။လက်ပူဝင်လာတာတော့မပြောတတ်ဘူး။ ။ငွေကြေးနဲ့ပတ်သက်ပြီးဆိုရင်တော့တော်တော်လေးအဆင်ပြေသွားမယ်နော်ပြက်လိုက်တဲ့သူတွေ။ဒါနဲ့အလုံးမှလည်းအဲ့ဒီလူတွေကတိုက်ခံလေးနည်းနည်းလို့တော့များနေတယ်နော်။ချစ်ကိုကြောက်သွား နော်ခလတ်တလေးတွေအဲပြက်လိုက်တဲ့သူလေးတွေအချက်ကိုကြောက်သွားတယ်။ချစ်နေပတ်တန်ဝင်တော့ဝင်ဖို့ဖြစ် Oh my god ထန်းတော့ပနီကန်ထန်းတော့ပနီကန်ဘသူနဲ့လဲဝီကြီးရတော့အဆင်ပြေကြမှာပဲ Oh my god ဝီကြီးယူတော့အားကျတယ်ဒီလိုမျိုး Oh my god the devil ပြက်လိုက်တဲ့လူတွေကိုလည်းလေ က်လိုက်တဲ့လူတွေကိုလည်းကန်လန်းလာမဲ့လူရှိတယ်နော်ကန်လန်းလာမဲ့လူရှိရဲ့အဲ့ဒီကန်လန်းလာမဲ့လူကလည်းအဲကို့ဘုံတော့ကောင်းပေးမှာပါဗောနော်အဲကို့အနေနဲ့ကတော့အနေနဲ့ပို့ပြီးတော့မှအာ relationship ကိုပို့ပြီးတတိထားပြီးတော့မှကြောက်နေရမျိုးလေးတွေဗောနော်ကြောက်နေရမျိုးလေးဖြစ်တတ်တယ်အဲ့တော့နောက်ထပ်ကိုယ်သဘောကျတဲ့လူကြိုက်တဲ့လူပေါ့နော်ရောက်လာနိုင်မယ် ဒီလိုရှိရှိအနေပြပြီးသားတော့အလုပ်ကြိုးစားမယ်ကိုယ့်ကိုအချစ်တွေပေးမယ်သူရောက်လာလိမ့်မယ်ထန်တော့ဖန်နီကန်ဒါပဲเนาะအဲ့ဒီအဲ့ဒီလိုရှိရှိလာတိတ်တော့မကောင်းသေးအရန်ကောင်းရောမဟုတ်သေးเนาะရှမ်းကောင်းရောမဟုတ်သေးဘူးလေအဲ့ဒီလိုရှိရှိလာ the more LDRs တွေပါတယ်ဖြစ်တတ်တယ်เนาะအဲ့တော့နောက်ဆုံးတက်ကလေးပဲထပ်ကြည့်လိုက်တော့မနော်ကတ်တိတ်လည်းကြည့်ရများနေပြီဆိုတော့ပြတ်ပြီးသွားလို့ရှိရင်တော့လေးရှိရှိတက်တွေပါเนาะစိတ်မပူနဲ့ဒီနက်ကပဲရှိလိုက်တော့အိုးအဲ့တော့ဆန်တယ် န်းစားရတာတွေများနေတဲ့တူတယ်။ကျင့်နေခလန်တူလေးတကယ်မှအရန်ကိုခန်းစားရပဲအရန်ကို emotion များတယ်။နော်အချင်းရေးကိုအရန်စိတ်နှစ်ထားကြတယ်သူတွေ။နော်အချင်းရေးကိုအရန်စိတ်နှစ်ထားကြတယ်သူတွေ။အလောက်ကြီးချင်းရေးထဲမှာစိတ်နှစ်ထားပါနဲ့မခန်းစားပါနဲ့လို့ပြောချင်တယ်နော်ကျင့်နေခလန်တူလေးတွေ။အေးဒီ on သူတိုင်းနဲ့တော့ energy မကိုက်နိုင်ဘူးပေါ့နော်အခုကျွန်မပြောတဲ့အရာတွေနဲ့တူညီရဲ့လူတွေပဲ energy ကိုက်နိုင်မယ် energy ကိုက်တဲ့အပိုင်းလေးတွေကိုပဲယူပေးပါနော်ဒီပတ်စံငွေကြေးအစဉ်ပြေပဲဘာပေါ်ပါမယ်ပေါ့နော်အဲ့လိုမျိုး energy လေးဆိုတော့ claim လိုက်ပေါ့နော်အဲကျန်တဲ့အပိုင်းလေးကိုမကြိုက်မကောင်းတဲ့အပိုင်းလေးဆိုလို့ရှိရင်တော့မယူသေးရတယ်ပေါ့နော်ဒီမှာကြည့်ရတဲ့လောက်ကငွေကြေးရတော်တော်လေးအစဉ်ပြေမယ် emotion အရာဆိုလို့ရှိရင်တော့မကောင်းငွေကြေးရလွယ်အဟု အခြေရတော့ကျန်တာကောင်းတယ်အဲ့လိုဖြစ်နေနော်သူနဲ့ဆက်သွားမယ်ဆိုလို့ရှိရင်တော့ပြင်ပန်းရမယ်ပြင်ပန်းရမယ်ပြင်ပန်းတဲ့ခံနိုင်တဲ့လူတွေကတော့လက်ထက်ရမယ်နော်အာပြင်ပန်းတဲ့ခံနိုင်တဲ့လူတွေကလက်ထက်လို့ပြောချင်တာနော်음မခံနိုင်တဲ့လူတွေကတော့ဒီမှာထွက်သွားကြမယ့်လူတွေလည်းအများကြီးရှိတယ်နောက်ထပ်ထွက်သွားပြီးတော့လို့ရှိရင်နောက်ထပ်အစ်စ်တွေ့မယ်ပေါ့နော်အစ်စ်တွေ့မယ်အစ်စ်ကလည်းတက်ဖက် energy ဆိုအရင်ကတော့မကောင်းသေးဘူးနော် ရန်တော့မကောင်းသေးဘူးအစ်စ်ကလည်း double energy ဆိုတော့ဒါပေမဲ့ဒီ double ကတော့ရင်တောက်စစ်ဖြစ်နေတယ်လို့ကျွန်မတိတ်မခံစားရအောင်နော်အဲနည်းနည်းလေးသတိထားပြီးတော့မှလေ့လာကဲခတ်ပေါ့နော်လေ့လာကဲခတ်ပြီးလက်ခံဒါပေမဲ့ပထမဒီတရားပေါ့နော်ပြတ်သွားခဲ့တဲ့လူတရားတော့တောက်စစ်မဆန်ဘူးနော်နည်းနည်းလေးဟိုဟာဖြစ်တယ်ပေါ့ ပေါ်ပေါ်ပါပါရှိတယ်။အဲရမ်းမစိုးဘူးပေါ့နော်။ရမ်းမစိုးဘူးဆိုချင်ညာတွဲကြည့်ပေါ့နော်။ကဲအဲ့လိုမျိုးလေးပြောချင်ပါတယ်။အဲ့ဒါတော့ဒါတော့မြင်တဲ့လောက်လေးကတ်တယ်လည်းရမ်းများနေဆိုတော့ထပ်တော့မကြည့်ပြီးတော့နော်။ကလတ်တလေးအားလုံးပဲရှင်ပြကြပါစေလို့ပြောချင်ပါတယ်။ဘိုင်ဘိုင်။